ါရှင်ဖို့ဖို့မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနေဘုသူတရားဝေယားကြောင့်တွေကိုမျှဝေတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့တားလေးလိုခြင်းရဲ့ဆုံးနေတိုင်းအတွက်နေလန်ကောင်းများကြောင့်ကိုတက်ဆက်ပြီးမှကျလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါလို့ကြည့်ရှုပေးကြပါဦးနော်။ဒီဗီဒီယိုလေးဟာဆိုရင်တော့တားလေးလိုခြင်းနဲ့မြန်မာတွေအတွက်နေလန်ကောင်းများဖြစ်ပါတယ်။ ိသားစုဘဝထူထောင်ထားတဲ့အဆုံးတွေတိုင်းသူတို့စီရောက်လာမဲ့ရင်တွေးလေးတွေအတွက်ကြိုပြီးရင်ခုန်ကြတဲ့သူတွေကြီးပါပဲ။ပူစုံလေးကိုသားလေးလိုချင်တဲ့သူရှိသလိုတမင်လိုချင်တဲ့သူရှိပါတယ်။တချို့ကျတော့လေတမင်လေးတွေအကျိုးမွေးထားတော့သားလေးလိုချင်လို့စူးစမ်းနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီဗီဒီယိုထဲမှာဆိုရင်တော့သားဦးလေးလိုချင်တဲ့သူတွေအတွက်ရောတမင်လေးတွေရှိနေလို့သားလေးလိုချင်တဲ့သူတွေအတွက်ရောတိထားတဲ့စူးစမ်းနေလေးတွေပဲဖြစ်ပါတယ်။ ဒေါက်တာလရန်ရွှေလက်ပြောကြားချက်အရသားလေးဝေးစိမ့်မဲ့အမျိုးသားတုတ်ကောင်လေးတွေဟာအမျိုးသမီးတုတ်ကောင်လေးတွေထက် အပြေးပိုတန်တယ်လို့ဆိုပါတယ်။ဒါကြောင့်မမျိုးဥကျေချိန်မှာအမျိုးသားနဲ့အတူနေလိုက်ရင်သားလေးပူရနိုင်တယ်လို့လည်းဆိုပါတယ်။သားလေးလူချင်းရဲ့ဘလို့စားတောင်းနေထိုင်ရလဲ။တုတ်ကောင်တွေကမိမကိုကျွဲ pH ကိုအဆစ်ပြင်းပြင်းအစားအကာလီ pH ကိုပိုကြိုက်တာကြောင့်အဆစ်တက်နေစေမယ့်အစားတောက်တွေစားပေးဖို့လိုပါတယ်။ အကလီတက်ကျွေးဝါတဲ့အစားအစာတွေကိုစားပါ cherry tea တံပြိုသီးထောပတ်သီးပြာတလက်ဖန်တာစေးမုံလာဥနေရိန်ဘောရီမုံလာဥဖြိုးပဲပင်ပေါက်ခန်းကျင်သီးတို့ကိုစားပြလို့ရပါတယ်မနက်စာကိုတဝကြီးစားပါကယ်လိုရီအများကြီးပါတဲ့မနက်စာတစ်ခွက်ဟာအာရုံပြေဝစေလို့တာယောက်ကြလေးရဖို့အခွင့်အလမ်းကပိုများစေပါတယ်လို့ဆိုပါတယ်ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်များတဲ့အစားအစာတွေစားပါ အပေါ်မှာပြောခဲ့သလိုမြို့ဥကျေချိန်နဲ့ချိန်ကိုက်ပေးလင်းဆက်ဆက်မိတ်ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့အစာတောက်တွေစားမိတ်ကလစီယမ်နဲ့မဂနီဆီယမ်ဓာတ်များတဲ့အစာစာတွေကိုလျှော့စားမိဆိုရင်တာလီယာနိုင်ချေပိုများပါတယ်ပိုတက်ဆီယမ်များတဲ့အစာစာဆိုတော့ငက်ပြောသည့်မြများစားမှာပေါ့ဆိုဒီယမ်များတဲ့အစာစာဆိုတာငယ်တဲ့အစာတောက်တွေပါအလွန်ကြောမဖြစ်ဖို့တော့တတိပြုပါကလစီယမ်မဂနီဆီယမ်များတဲ့အစာတောက်တွေဆိုတာနုနဲ့နုထက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ဖြစ်ဆက်အားစီတွေပါဒါရီကတော့တာလီလိုချင်တဲ့စုံတွေတိုင်းလိုင်းနာတင်တဲ့နီလန်ကောင်းတွေပဲဖြစ်ပါတယ်။ဒီနီလန်တွေကယူဆချက်တွေပဲဖြစ်ပြီးတိတ်ပန်နေကြလိလာထားရမဟုတ်တော့တာလီရကိုရမယ်လို့ဘယ်သူမှအာမမခံနိုင်ပါဘူး။ကိုလိုချင်တာလေးနဲ့ကိုစီရောက်တာလေးနဲ့ခိုင်ရင်တော့ပြောကြတာလူတိုင်းပဲပေါ့။ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ်ကိုစီတာလီပဲလာလားတမင်လေးပဲလာလားရောက်လာတဲ့ရင်တွေတိုင်းကိုချစ်ကြကျနာကြမဲ့သူကြီးပါပဲ။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြားလေးကတော့တားလေးလိုခြင်းနဲ့မိခင်တိုင်းအတွက်နိလန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့တားလေးလိုခြင်းနဲ့မိဘတိုင်းအတွက်နိလန်ကောင်းတွေကိုမျှဝေတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်မိဘတွေအနေနဲ့တားလေးလိုခြင်းပဲဖြစ်ဖြစ်တမင်းလေးလိုခြင်းတွေပဲဖြစ်ဖြစ်ဒီဗျူ အခုပေါ်ပြပေးတဲ့နီလန်ကောင်းလေးကိုလိုက်လို့ကြည့်ပြီးတော့ကိုလိုချင်တဲ့တာဥယတနာလေးပဲဖြစ်ဖြစ်တမင်ဥယတနာလေးပဲဖြစ်ဖြစ်စန္ဒပြေဝါကြပါစေလို့ဆုမွန်ကောင်းတောင်းနေဒီကနေ့ကျမတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အဆုံးတရအပေးချီးရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမတို့ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့ထားပြီးဖို့တောင်းဆိုပါရစေ